ရုရှားသမ္မတဗလာဒီမာပူတင်ဟာမေ15ရက်မှာတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ဖို့မေ17ရက်ကအဆိုပြုခဲ့ပါတယ်။မေ12ရက်ကစပြီးယူကရိန်းနဲ့ရုရှားကြားချင်းချက်မရှိရက်30ကြာအပြည့်ခန့်ရစဲရေးကိုစတင်ဖို့ယူကရိန်းနဲ့ဥရောပခေါင်းဆောင်တွေကတိုက်တွန်းခဲ့ပြီးတဲ့နောက်နိုင်ပိုင်းအကြမှာပူတင်ကအခုလိုအဆိုပြုခဲ့တာပါ။ မေလ10ရက်ကယူကရိန်း၊ဗြိတိန်၊ပြင်သစ်၊ဂျာမနီနဲ့ပိုလန်နိုင်ငံတွေကခေါင်းဆောင်တွေဟာယူကရိန်းနိုင်ငံ KF မြို့တော်မှာတွေ့ဆုံခဲ့ပြီးရုရှားအနေနဲ့အပြင်းခံရေးဆဲရဲ့အဆိုပြုချက်ကိုသဘောမတူပါကယူကရိန်းအတွက်စီးရဲအကူအညီတွေပေးသွားမှာဖြစ်ပြီးရုရှားကိုပေးဆုမှုအစ်တွေထပ်မံချမှတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ပူတင်ဟာဥရောပခေါင်းဆောင်တွေရဲ့တိုက်တွန်းမှုကိုလူသိရှင်ကြားထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပဲရုရှားယူကရိန်းဆွေးနွေးညှိနှိုင်းရေးအတွက်တံပြန်အဆိုပြုချက်ကိုမေ17ရက်ဒေသစံတော်ချိန်မနက်တနင်္လာမှအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ 2022ခုနှစ်ကကျိုးပြတ်ခဲ့တဲ့ဆွေးနွေးမှုတွေကိုပြန်လည်စတင်ဖို့ယူကရိန်းအာဏာပိုင်တွေကိုမိမိတို့အစိုးပြုကြောင်းကြိုတင်သတ်မှတ်ချက်တွေမပါဘဲဆွေးနွေးဖို့အလေးထားပြောဆိုလိုကြောင်းပူတင်ကပြောပါရယ်။ရုရှားနဲ့ယူကရိန်းရဲ့ဆွေးနွေးညှိနှိုင်းသူတွေဟာပဋိပက္ခဖြစ်ပွားခဲ့တဲ့ပထမသတင်းပတ်တွေအတွင်းအစ္စတန်ဘူမှာဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့စစ်ပွဲကိုရပ်နားဖို့သဘောတူညီမှုမရရှိခဲ့တာဖြစ်ပါရယ်။ အစ္စတန်ဘူမှာမေ15ရက်ထက်နောက်မကြစေပဲဆွေးနွေးမှုတွေပြုလုပ်ဖို့အဆိုပြုကြောင်းဒီဆွေးနွေးမှုတွေအဆင်ပြေချုံးမွေ့စေဖို့တူရကီသမ္မတရီဇက်တေရီအာဒိုဂန်ကိုအကွက်ညိပေးဖို့တိုက်တွန်းသွားမှာဖြစ်ကြောင်းပူတင်ကပြောပါရယ်ရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးကိုထူထောင်မှုနဲ့ပဋိပက္ခဖြစ်ပွားစေတဲ့အကြောင်းရင်းတွေကိုဖယ်ရှားဖို့အတွက်ဆွေးနွေးမှုတွေပြုလုပ်လို့ကြောင်း၎င်းကဆိုပါရယ်